လောက်နီဇက်သိမ့်ပိုင်ခလောက်နီကြီးရွာတွင်ဖြစ်သည်ခလောက်နီရွာသားမောင်းကြောကြမြို့သူဇီလာဝဲရင်နေကျွန်တော်စီမပြတ်မကွက်အလဲဝင်လာခြင်းဖြစ်သည် ကြီးရွာတွင်မှာ လူကြီးတွေပြန်ရွေးတာတိတ်ရေရတယ်ဗျာအေးဆရာအနေနဲ့တော့ရေရမှာမဟုတ်ဘူးထို့သူစကားဆသည်နေ့ကျွန်တော်ကလည်းစိတ်ဝင် စားစွာနေလှုပ်ဆန်းမအောင် လူကြီးရွေးတာများမင်းတို့အတွက်ဘာများရည်နေရလို့လဲကွာမောင်ကျော်ချမ်းမှာမျက်မှောင်ကျုံစဉ်းစားပြီးကျွန်တော်တို့ရွာမှာတော့မဟုတ်ပါဘူးကျွန်တော်တို့ရွာမှာကလက်ရှိတကြီးဥဖိုးနီကိုပဲတရွာလုံးကအစိတ်တူကိုတူ ပြန်တင်မြောက်တော့ဘာပြဿနာမှမဖြစ်လိုက်ဘူးအေးတခြားရွာတွေကသာလက်ရှိတနိုင်ငံလုံးအတိုင်းတာနဲ့စိတ်ဝင်စားနေကြတဲ့အဖြစ်ပြမှု ကျွန်တော်လည်းအားတက်သေးရောနဲ့စူဇန်မောင် တခြားရွာတွေကဘာဖြစ်ကြလို့လဲထုံးစံအတိုင်းမောင်ကျော်ကြားကမျက်မှောင်ကျုံစဉ်းစားပြီးကျွန်တော်တို့ရွာဘီကကြာကွင်းကြီးမှာဆက်ရရဲ့ရွာချင်းကဒေသကြီးမှုတရွာကတခုခုဖြစ်ရင်တရွာကအတိကြသည်ကြာကွင်းကြီးမှာလူကြီးရွေတော့ရွာလူမိုက်ကြီးဥဇံတီးကဝင်းအွေခန့်နေအေးလူမိုက်ကြီးဥဇံတီးကလည်းနာမည်ကြီးလူမိုက်မှု အချွေရရင်နည်းနည်းရှိတာပေါ့ဒါပေါ့တပည့်ရီကမြောက်ပြီးတော့ဥဇန်တီကလည်းမိုက်ကုံနဲ့ဝင်းအယူခန့်နေဒါနဲ့ရွာကလည်းသူ့လူကြီးဖြစ်မှာစိုးရိမ်ကြတာပေါ့စိုးရိမ်စရာပေါ့ကွာလူမိုက်ကလူကြီးဖြစ်ရင်ဘယ်ကောင်းမှမလဲရွာမှာကလည်းလူမိုက်နဲ့ဖက်ပြိုင်ခြင်းသူကမရှိတော့သူပဲလူကြီးဖြစ်မလို့ဖြစ်လာတယ်ဒါဆိုဒါနဲ့ရွာသားတွေစုပြီး တိုင်းမင်းကြတော့အဖြေကထွက်လာတယ်။ဘယ်လိုတုန်းကရွာလူကြီးလှုပ်ချင်သူ မရှိပေမဲ့ရွာလူမိုက်ကြီးဦးစံသည်နဲ့စာရင်အယူကိုခေါင်းပေါင်းပေါင်းပေးပြီးဝင်းပြိုင်ခိုင်းရင်တော့နိုင်နေဆိုပြီးဖြစ်ကုန်ရော။ဒါနဲ့ပဲရွာကအယူတရကိုခေါင်းပေါင်းပေါင်းခိုင်းပြီးဝင်းပြိုင်ခိုင်းတော့တာ။ကျွန်တော်စိတ်ဝင်စားသွားတယ်။ဘယ်သူနိုင်သွားတုန်းကကျွန်တော်မိကိုမောင်ကျော်ကြားကကွက်ကနေကြည့်ပြီးတော့ အယူနိုင်တာပေါ့ဇေယကလေလူမိုက်တော့ဘယ်ရွေမလဲဟုတ်သားပဲမိမိတို့ရဲ့ตาရတော့ကြီးရွာက လူမိုက်တယောက်လက်ထဲထိုးအပ်မဲ့အစားဘာမှမသိသူကိုပင်ခေါင်းပေါင်းပေါင်း၍ပြန်ခိုင်းရင်လေထိုးသူပင်နိုင်ပေလိမ့်မည်ဒါကတော့တဘာဝကြသွားกว่าမောင်ကျော်ကြရမောင်ကျော်ကြကဝေကနေကြည့်ပြီးညက်ချောင်းရွာမှာလေဒီလိုပဲဖြစ်တာပဲဘယ်လိုလဲกว่า မြက်ချောင်းရွာကလေနှခုဥဖူတန်ဝင်ပြိုင်နေလေဒီတော့ဒီတော့မြက်ချောင်းရွာကလေကြာကွင်းကြီးမှာတော့လူမိုက်နဲ့အယူပြိုင်တာအယူနိုင်နေဆိုပြီးတော့သူတို့ရွာကလေအေးစရာတိပါလေရွှေထီးနဲ့အယူလေအေးတိပါဘဝင်ယူမဟုတ်လားဟုတ်တယ်ဟုတ်တယ်ဆရာအဲ့ဒီအယူကိုခေါင်းပေါင်းပေါင်းခိုင်းပြီး ဝင်ပြိုင်ခိုင်းတာဘသူနိုင်နှုံးဟာ နှခူးကနိုင်မလားเสียရေအယူပဲနိုင်တာပေါ့ပြေးရမှာပေါ့လေဒါတင်မဲလားเสียရေစာနီရွာမှာလေထောင်ထွက်ဦးမိုးဝင်ပြိုင်နေဝင်ပြိုင်တော့သူတို့ရွာကလေဒီထောင်ထွက်နေဆိုဟိုဘက်ရွာတွေလိုအယူကောင်းပေါင်းပေါင်းပြီး ဝင်ပြိုင်ခိုင်းနေနိုင်ပြန်ရောလားနိုင်နာပေါ့เสียထောင်ထွက်ကလူမုံများလို့ဒါတင်ဘေကမလဲဘေးနာကတည့်ရချင်းရွာ လှေလက်ရွာကတ္တာဆန်းရွာတစ်ပင်လှရွာကဒက်ကြီးရွာစသည်ဖြင့်ဒီနည်းအတိုင်းပြိုင်ကြတာနိုင်ပြန်ရောလားနိုင်နာပေါ့စရာကျွန်ုပ်စဉ်းစားမိသည်လူမုံများသူထဲစားလျင်အယူးကိုခေါင်းပေါင်းပေါင်းပြီးပြိုင်ခိုင်းတာကတော့နိုင်သေးသည်ပဲဒါဆန်းဒီမှမဟုတ်တာအေးပေါ့ကွာဒါကတဘာဝကြတာပဲကိုယ့်ရဲ့ကြီးရွာများကိုလူစုလူမိုက်အုပ်ချုပ်ခိုင်းတာတဲ့စားရင် ဘယ်သူမှမအုပ်ချုပ်တာကပိုကောင်းသေးတယ်။ဒါနဲ့ဘာပြဿနာရှိလို့လဲ။ပြဿနာမောင်ကျော်ကြားကတန်ယောင်လိုက်သည်ပြီးနောက်စဉ်းစားပြီးရွာမှာတော့ဘာပြဿနာမှ မရှိပါဘူး။အေးဒါပေမဲ့ဇကားစာကိုဖြတ်သည်ကျွန်တော်ကသိကျင်စိတ်နဲ့စူဇန်းမအောင်ကမောင်ကျော်ကြားကအခါကိုအမှတ်ရင်းနေ ယွမ်နီးချုပ်ဆက်လူကြီးအလုံးအစီအဝေးခေါ်လိုက်တာခေါ်တော့အစီအဝေးခမ်းမမခေါင်းပေါင်းပေါင်းထားတဲ့အယူတွေကမနေပါလားဂျင်းတော်လေးစိတ်ဝင်စားစွာနဲ့ဒါနဲ့မင်းတို့တကြီးဥဖိုးနီကရောမောင်ကျော်ချားကပြုံးရင်နဲ့သူလေခေါင်းပေါင်းပေါင်းပြီးယောကောတောကောနဲ့နေရတာပေါ့ဗျာခလောက်နီကြီးရွာအုပ်စုတွင်ဖြစ်သည်ခလောက်နီကြီးရွာတွင်ဖြစ်သည် ယခင်ကဘာအမှတ်တညာမှမရှိခဲ့သောခလုံနီကြီးရွာတွင် အထင်ကရရွာဆိုင်ဖုတ်စိုက်ထူရန်တိုင်ပင်ကြသည်ရွာဆိုင်ဖုတ်တင်ဖို့ကိုပင် ရေးကြီးခွင်ကျဲဖြစ်နေကြသည်ရွာရဲ့ဆိုင်ဖုတ်မှု အကြီးမထလူမရပါဘေရင်စမ်းချမ်းများအသေးချာအတွက်ချက်ပြီးလူများရဲ့အလိုအရအတိတ်ကောင်းနမိတ်ကောင်းလည်းဖြစ်စီရန်ရွာရဲ့အရှိပဲရွာအဝင်ဝ၌သာဆိုင်ဖုတ်တင်တင်ကြောင်းအစကိုထောက်ခံပါသည် ဤနေပွေးပြည့်အစိုးတင်သွင်းသူရောထောက်ခံသူရောရှိနေမှာတော့ဘာလူအပ်တော်မည်နည်းသို့တော်လူပါသည်သည်ရွာရဲ့ဆိုင်ပုတ်သို့တော်ညာအမှတ်တညာဖြစ်စီရန်အတွဲအထင်ကရရုပ်ပုံတစ်ခုလူအပ်လက်ဦးမည်ဟုထင်မှသည်ဥပမာ အချို့ရွာများ၌ချင်းသေးရုပ်တချို့ရွာများ၌ဟင်းသာရုပ်တချို့ရွာများ၌ယဟန္နာရုပ်မိနာကမြင်းကတက်ရွာ၌ပင် ကဆုံပေါက်နေသောမြင်းရုပ် စသည်စသည်များဖြင့်အမှတ်အသားပြုကြ၍ဇနုတို့ရဲ့ခလောက်နီရွာ၌လည်းထိုးနေအထင်ကရ ရုပ်တခုခုပြုမှသာလျှင် ခံညာမည်ဖြစ်ကြတင်ပြအပ်ပါသည်ခမရရွာ၌စီယုပင်မရှိသို့သောအထင်ကရရုပ်ထုတခုနှင့်ကိုစားကပြုခြင်းသည်သို့သောထိုနီးမှအတင်းတင်းလျှောက်ပတ်သည်မှုအလုံးလက်ခံလိုက်ကြသည်ဤသို့ဖြင့်ရွာဝင်ဆိုင်ပုံ၌ ်အထင်ရှားအမှတ်အသားပြုရန်အယုတ်ရွေးကြသည်ခလောက်နီရွာမှတကြီးငယ်စဉ်ကဖခင်ရဲ့ကျွေးတရှင်လက်ဖွဲ့ပေးရမှပါလာတော့ခလောက်ကိုအစွဲပြုမှဲ့ခေါ်ခဲ့သည့်အတွေ့ရွာဝင်ဝ၌ခလောက်ဆွဲထားသောကျွေးရုပ်ပြုလုပ်ပါကတင့်တော်ပါကြောင်းအချို့ကအဆူပြုကြသည်တချို့ကမူတကြီးရလက်ဖွဲ့ပေးခဲ့သောခလောက်နီကိုအစွဲပြု၍ရွာမီမှဲ့ခဲ့သည်မှမှန်သည်သို့တော့ ရွာသို့ဝင်လိုက်သည်နှင့် မြင်လိုက်ရသောကျွေးယုံမှာပတ္တာရဖြစ်မည်မဟုတ်ထို့အပြင်ရွာဖြတ်သွားသူများကထိုကျွေးယုံကိုကြည့်၍ဤရွာမှာကျွေးကူးခွေကြသောရွာလာဟုသမုတ်ခံရရင်စိုးပွဲမရှိတော့ထို့ကြောင့်ရွာထိပ်ဆိုင်ပုံ၌ကျွေးယုံလုံချင်းကိုကန့်ကွက်ပါကြတချို့ကလည်းဆိုပြန်သည်ရွာဝင်ဝ၌ကျွေးယုံထားခြင်းနှင့်ဤရွာနေလူများကျွေးမြတာအရှင်ရှိသည်ဟုအထင်ရောက်ခဲ့တော့ ခံနိုင်ပွဲမရှိထို့ကြောင့်ရွေးရုပ်အစိုးကကန့်ကွက်ခြင်းကိုထောက်ခံမှာကြောင်းရွာလူများစိုင်းဖုတ်တင်ရန်အခက်ကြုံနေသည်တချို့ကလည်းဒါဖြင့်အင်အားကြီးမတဲ့စင်ရုပ်ပြုလုပ်ရင်ရောအမြင့်မတော်စင်တော်နဲ့ခလောက်ဆိုသောဆိုရိုးရှိ၍စင်ရုပ်နဲ့ခလောက်နီးမတင်တော်ပါကြောင်းထို့အပြင်စင်ရုပ်ဆိုသောကြီးမအကုန်ရှိမှမူကြီးမသော စင်ရုပ်ပြုလုပ်ရန်မိလက်မြေအများကြီးကုန်မှမူ မတက်နိုင်မှကြဒါဖြင့်ဤရွာ၌ပေါ်များသောဒရဝါများကိုကိုစားပြု ရုတ်ထုပြုရင်ရောဤရွာ၌ငပြီမသာပေါ်သည်ထို့သူပေါ်များသောငပြီမရုတ်ထုလုပ်ပါကငပြီမရဲ့ပါဇက်မြည်သူထားမည်နီဟာစီဟာစီလှုပ်ထားပါကငပြီမမှာလာသည်မြလူပြောင်ပြနေတကဲ့သို့ဖြစ်နေပြီးဗဇက်ပိတ်ထားရင်လေငမများကြိတ်မိ၍သေးကန်ဤငပြီမတို့ ဖြစ်နေမည်မို့မသိတော့ပါကြ။ဒါပြင်ငပြီမနဲ့ခလောက်မှာမိသူမှမလိုက်ဖက်ပါကြ။စသည်ဖြင့်ဆိုကြပြန်သည်။ဤသူဖြင့်ရွာဆိုင်ပုံ၌အမှန်အသာအဖြစ်ရုပ်ထုတစ်ခုဖြစ်ရန်အကြံထုတ်ကြရလေသည်။ခက်ဒီကရွာ၌သူရဲကောင်းဆိုသည်ကလည်းမပေါ်ဘူး။ပေါ်များတော့စဘာပုံပြုလုပ်မည်ဆိုတော့ဘဘူးစရာကစဘာပုံမထူးတဲ့။ဤသူဖြင့်အခက်ကြုံနေရလေသည်။ ။ဤဒီကိုတကြီးဥဖုန်ဤကကဲဒါဖြင့်အလုံးကြိုက်ကြတဲ့ဓာန်ပုံပြုလို့ရင်ရော။တကြီးရဲ့အဆိုကိုအလုံးကသဘောကျသွားလေသည်။ဓာန်ရုပ်ဆိုဒီမှာကတရွာလုံးအကြိုက်ပဲ။ထို့ကြောင့်ကန့်ွယ်ရမရှိ။ဒါဖြင့်ခွတ်ဓာန်ရုပ်လုံမလား။ကဓာန်ရုပ်လုံမလား။ဤဒီကိုခေါင်းချင်းဆိုင်ကြပြန်သည်။ကတောင်းရုပ်ဟာဖြင့်အသွင်သာလှတော့လေအတွင်းမှကြည့်ရင်ခေါင်းမမြင်ရ ဖိန်လန်ပြနေတယ်လို့သာတွေ့ရ၍အပြင်းမကြီးကလာ၍ရွာတင်းမကြီးရင်ဒေါင်းဖင်မကြက်တရေတုံလှပါကြ။ဒါဖြင့်ခွတ်ဒေါင်းဆိုရင်ရောခွတ်ဒေါင်းမှာတည်တည်တွယ်တွယ်နဲ့အလွန်လှသည့်အပြင်မန်ပါလှပါကြ။ထို့အပြင်သူဤအမိမာကဒေါင်းလူဖွာထွက်မနေကြစ်လက်သိသိစွာစူးစီးထားတော့ကြအမြင်မရိုင်းကြ။ဒါဖြင့်တရွာလုံးအကြိုက်ခွတ်ဒေါင်းကိုသာ ယွေးချေတဲ့ကြောင့်အာလုံးတညီတညွတ်ထဲယွေးချေလိုက်ကြသည်ဒါဖြင့်ခက်လောက်ဏီကရောမေးစရာဖြစ်လာပြန်သည်သို့သောအာလုံးကတညီတညွတ်ထဲနှင့်ခက်လောက်ဏီဆိုင်ဖုတ်အားသေးတွယ်သောဒေါင်းလေပင်၌ယူဖြင့်ချိတ်ဆွဲထားပြီးစီလူကြောင့်ဆုံးဖြတ်လိုက်ကြလေသည်ယွမ်းကျင်သူများနှင့်တိုင်မင်သောခွတ်ဒေါင်းလေပင်၌ခက်လောက်ဏီအကြီးကြီးချိတ်ဆွဲဖို့ဆိုတာမဖြစ်နိုင်ကြခွတ်ဒေါင်းလေပင်ကသေးတွယ်ပြီး ခလောက်ကြီးကကြီးမားလှသောကြောင့်ညင်ရန်မသိင်မှာကြောင်းဆိုသေးသည်သို့သောရွာသားများကလက်မခံခွတောင်းကခလောက်နီအားတက်နှင်းထားရင်လည်းမကြက်ခလောက်နီကိုခွတောင်းကရွက်ထားသည်ကိုလည်းမကြိုက်မှု ခလောက်နီနဲ့ခွတောင်းတသားရေကြစီရန်အတွက်လေပင်၌သာချိတ်ဆွဲစီလိုကြစသည်ဖြင့်အကြောက်ကံညင်းကြ၍မတက်တာတော့ဤသို့ဖြင့်ခလောက်နီရွာသားများရဲ့ လိုအပ်ကြသောစိုင်းပုတ်ကြီးပြီးစီခြင်းကိုရောက်၏တို့တော်ခွတောင်းကမန်ပါပါခွချင်းမရဲ့ဒါပေမဲ့လေပင်မှာသူနဲ့အဆမတန်ကြီးသောစိုင်းပုတ်ကြီးဆွေးထားရ၍ထခုတ်ဖို့မပြောနဲ့ထိုးဝင်တို့ဝင်ပူကြလေပင်မကြိုးကြစီရဲ့ချောင်းပင်မဆူရဲပဲအနိုင်နိုင်မှထားရလေတော့တည်းခလောက်နီကြီးရွာတွင်ဖြစ်သည်ခလောက်နီကြီးရွာတွင်ဖြစ်သည် ကြီးရွာလူကြီးများရွေးပြီးချိန်၌ရွာကိုစီတွင်ခေါင်းပေါင်းမချွတ်တန်ပေါင်းထားသောသူများစတင်လန်းတလားနေကြလေတော့သည်ခေါင်းပေါင်းပေါင်းထားတော်လေအကောင်းကနေတော့ကြောင့်ရက်ရွာမှလူအများမှ ကိုစိတ်ကြိုက်ဖြစ်၍တင်းထားသူများကို ပြန်လဲထိမ့်သိမ့်မနိုင်ဖြစ်လာရတော့သည်ကြီးရွာကစန္နာရှိတာကတမျိုးသူတို့လျှောက်လုံနေတာကတမျိုးလို့ကြောင့်အလုံးအခက်ကြုံရပြန်လေသည်ခက်တီက ူတို့အချင်းချင်းလည်းစီယုံမှုမရှိတယောက်တစ်ပေါက်နဲ့မို့မိတိဆုံးဖြတ်ချက်နဲ့မှခยีမပေါက်နိုင်ဖြစ်နေရလေသည်တယောက်ကအစိုးတင်သွင်းလိုက်တယောက်ကအပေချလိုက်နဲ့မို့လက်တဆုပ်စာကျူးရအောင်စုလိုက်ပင်မိတိကိစ္စမှရှည်တူးမရဖြစ်နေကြလေတော့သည်လက်ချို့သူများကလည်းတရွာတရောက်ပြည်ရစားထားရမည်ဟု၍တင်သွင်းသူရှိသည်လို့ရွာထိတ်ကနှစ်ပေမြရှိသောလမ်းပြန့်နေခြင်းကိုရေကြီးခွင့်ကျဲလို့တင်ပြသူလည်းရှိသည် တချို့ကလည်းကြီးရွာများ၌ရင်လုံအိမ်သာတိဆောက်ခြင်းအစားစိတ်ကြိုက်နေရာလွတ်လပ်စွာအင်းအင်းပါကွင်းကအစားတင်ပြလာကြသောအခါအရှိလေမတူအနောက်လေမဆုံနှင့်ကန့်လန့်ကြီးပြည့်စည်တော်မူဘေးကိုကြုံရလေတော့သည်ကြာရင်ပူဆိုးလာနိုင်သည့်ဘေးကိုတည်တော်ရွာနီးချုပ်ဆက်၌ဩဇာအကြီးဆုံးခလောက်နီးဆရာတော်ဖရာကြီးကထူကောင်းပေါင်းများ၌အကြီးဆုံးတစ်ယောက်ကိုကောင်းပေါင်းအချုပ် ခေါင်းပေါင်းချုပ်ပြုလို့ရန်နှိုးဆော်ပေးပါသည်ဤသည်၌လေသူကညံပူကောင်းလို့သူကရေချိုးထားလို့သူကအယက်ရှိလို့သူကအသက်ကြီးလို့သူကမျက်စိကောင်းလို့စသည်စသည်ဖြင့်တယောက်တမျိုးတင်ပြလာတော့အခါရွေးရခက်ကြီးဖြစ်ရပြန်လေသည်တယောက်ကိုရွေးပါက နောက်တယောက်ကမနာလို့နောက်တယောက်ရွေးပါကနောက်တယောက်ကကန့်ကွက်နေမလူမရှိစေမရဖြစ်နေကြရပြန်လေသည် နောက်ဆုံးတော့ ကြံ့ရမရတဲ့အစုံဇရာတော်ဖျားကြီးကဤသို့ဆုံးဖြတ်သည်တရွာတရောက်ခေါင်းပေါင်းပေါင်းထားတဲ့ကုဇလေတွေတနင်းလာနေ့မေတော့ဇရာတော်ဖျားကြီးကိုယ်တိုင်သိတိတင်ထားတဲ့ရွှေခေါင်းပေါင်းကိုတိမ်ချောင်းဆောင်အပေါ်မြင့်ကမြှောက်ပြပေးမယ်ထိုက်သူရပါကဒုသူကိုအကြီးကဲဖြစ်မှတ်ယူမယ်ဒါပဲဟုကြီးညာလိုက်ရာတနင်းလာနေ့မတိုင်မီ9ရက်အလိုကလေးကခလောက်နီကြီးရွာ၌ခေါင်းပေါင်းများခြေချင်းလိန်ကုန်သည် ဒိတ်တိဝင်ရွှေကောင်းပေါင်းကိုခေါင်းတွင် ပိုင်ပိုင်စောင်းထားနိုင်အောင်လက်ရှိခေါင်းပေါင်းလည်းမချွတ်ဖဲအပြေးလေးကျင့်သူကြည့်ယွာလေကွင်းဆန်၌မနှက်ကလေးကအခုံကျင့်သူကြည့်တချို့ကလည်းတွန်းတိုက်လူနိုင်ရန်အတွက်ဖုန်ကြီးကြောင့်အုပ်နိုင်ရန်ကိုခေါင်းနဲ့တဒုံလုံးပြေးဆောင်သူဆောင်နဲ့ရှုပ်ရှက်ခတ်နေကြကုန်လေသည်အစိုးဆုံးကရွှေထီတကားကနဲ့ခေါင်းပေါင်းတမပင် သူများအပြေးလေးကြည့်ရင် ခြေထူးခံသူများအခုံကြည့်ရင် တောင်းရှိဆွဲချူ၍ထွက်ပြေးနှင့်အမျိုးမျိုးဒုက္ခပေးနေလေတော့သည်ထို့ကြောင့်သူရှိဆိုရင်ကြံ့သူများမှပြေးမရခုံမရနှင့်အခက်ကြုံနေရလေတော့သည်လူအများအကြောင်းမျိုးမျိုးနှင့်ဒုက္ခပေးနေသောကြောင့်အာလုံးစုတိုင်းမင်း၍အယူစင်စစ်ဖြစ်နေ၍ပြောမရဆိုမရဖြုတ်ပြစ်၍လည်းမရ၍လူမရှိသောကျွဲတော်တဲ့ပုမတန်ခါကြမည်ဟုဆုံးဖြတ်ကကျွဲတော်တဲ့ပုသည် ရွေးထီးသမားကလည်းလူပါပင် သူကျွဲတော်တဲ့ရောက်မှကျွဲကိုဈေးရောင်အလှတွေစွင်ကျွဲချံနေစောင့်နေဘယ်တော့မှအယောင်စင်းမရှိသောကျွဲပင်ပြောင်းရောင်းလာသလိုခံစားရပေကြတော့သည် သူ့နှုတ်ဖြားကလည်းယခင်ကကျွဲများသည်အတိညာနေလွန်၍အသုံးမဝင်ဖြစ်ကြရမှယခု သူကင်တွေလိုက်ချင်းဝဲကျွဲများမှပြောင်းဝင်းလာ၍အစဉ်အတန်းမြင်မကမကြမီအချိန်တွင် မူဂျိုပင်တက်နိုင်ကြမည်ဖြစ်ကြောင်းဘာညာတရင်လွင်ပြန်သည်သို့တော်တိတ်မကြပါသူစေးအောင်ခြေတိုင်းခန်းလာရသောကျွေးတို့ကြီးမှာသူပြောသလိုမူဂျိုတက်ဖို့နေနေတာတာလူစင်စစ်ကိုပင်မြင်ပြင်းကပ်၍ဂျူနဲ့လိုက်ဝေခြင်းအမှုကိုပြုရပေတော့သည်ဘာဆိုင်တလဲကျွေးနဲ့စေးအောင်ရွှေထီးသမားကလည်းအာဃပင်သူကိုကျွေးလိုက်ခွေကထွက်ပြေးသည် ်ပြီးရင်ကျွဲကြီးအလစ်မှာဝင်၍ကျွဲကိုဖင်ပိတ်ကံကအထွက်ပြေးပြန်သည်ကျွဲကြီးကလိုက်ခွေရင်ရွှေထီးကြီးတကားကနဲ့တွေ့ကြရာအစ်ပင်ပေါ်တက်ပြေး၍တားမတိဘူးဆိုသောရုပ်နဲ့ပီကလက်ပီကလက်လောက်ကရရာနေရာကုတ်ကန်နေသည် နေရာတစ်ခုရပါကတော်ရုံနဲ့ပြန်မစင်အများကမောက်မချမချင်းတွေ့ကန်နေသည်ကျွဲကမေးပြောက်လူဖြစ်ရင်တစ်ပင်ပေါ်မှအသာရာစင်း၍ ကျွဲကိုဖင်ပိတ်ကန်ကထွက်ပြေးပြန်သည်ကျွဲကြီးကစိတ်ဆိုး၍လိုက်ရင်အခြားသစ်ပင်တစ်ပင်ကိုကုတ်ကက်နေရင်းနဲ့တားမသိဘူးဆိုသောရုပ်နဲ့ပေကန်နေပြန်သည်ဤသို့ဖြင့်မျိုးပြတာခံယူမိသားမှရွှေထီးတကားကနဲ့ကျွဲကိုဖင်ပိတ်ကန်လိုက်ကြီးလိုက် သူများပြေးနေပြီဆိုခြေထိုးခံလိုက်သူများအမြင့်ခုံရင်တောင်ရှည်ဆွဲချွ၍ထွက်ပြေးလိုက်နဲ့လိမ့်ပတ်လဲနေလေတော့သည် အရာရာအသားညီလဲပတ်ရင်ခေါင်းပေါင်းလူပွဲနေရောက်လာလေတော့သည်ဇရာတော်ဖျားရဲ့တင်ချောင်းရှိ၌ခေါင်းပေါင်းကိုစီနဲ့လူအများတိုးဝေနေကြသည်တယောက်ကိုတယောက်အလစ်မပေးပဲတဦးကိုတဦးတွန်းတိုက်ရင်ခြေချင်းလိန်နေကြသည်အချောင်းရှိရုပ်ရုပ်တဲတဲဖြစ်နေ၍ဇရာတော်ဖျားကိုယ်တိုင်ထွက်လာရလေတော့သည်ထို့နောက်အတန်းကျဲကျဲနဲ့ဟဲ့ကောင်တွေမင်းတို့လူကြီးလူကောင်တွေမဟုတ်လားတယောက်ကိုတယောက်တွန်းတိုက်မနေကြနဲ့ မမှန်နေကြစမ်းဇရာတော်ဖရာရဲ့ဇကားကိုမြင်းကရက်ရွာမှခေါင်းပေါင်းတဲ့လူကကျုပ်ကအမတ်ပါပဲကြံတဲ့သူတွေသားသူဇကားကိုဇရာတော်ဖရာကအေးမင်းတယောက်တည်းမှတ်နေလို့မရဘူးကကြံတဲ့သူတွေကရောသူတို့မှအားလုံးကငြိမ်ပြီးကျုပ်တို့လည်းအမတ်တွေပါပဲခမညာသူတို့ဇကားကိုဘေးနားကအကြည့်နေတော့ပြိတ္တမှနှာခေါင်းရှုံပြီးအောင်မလီတက်ရောက်မီတော့အမတ် နောက်တယောက်မိတော့အမတ်နဲ့အဲ့ဒီအမတ်တွေပဲတယောက်ကိုတယောက်မမြင်ခွေရမှာခြေကလင်ကတွန့်တိုင်နေကြတာခက်လောက်နီရေးရွာတွင် ဖြစ်သည်ကဲအာလုံးငိမ်အာလုံးငိမ်ကုန်ကြသည်အာလုံးလူဆုံးပြီလားစုံမာပြီခမအမန်တော့တယောက်လူသေးသည်ရွှေထီးနဲ့လူကြီးသူကခေါင်းပေါင်းပင်စိတ်မဝင်စားကျွဲကြီးနဲ့သူ လိုက်တန်းပြေးတန်းကစားရင်းနဲ့ပြောနေသည်ကဲဒါဖြင့်ခေါင်းပေါင်းပြစ်လိုက်တော့မေထိုအတန်ကြားသည်နှင့် အခုနာကအမတ်များချိကလေးမတိမတာကော့ထားကြပြန်သည်ကဲလာပြီတင့်နှစ်သုံးခေါင်းပေါင်းကလီရဲလွင့်ပြန်သွားတော့သည်ခေါင်းပေါင်းလီရဲကပြန်မကြခင်ကလေးကအောက်မှတယုံယုံခေါင်းပေါင်းကလီရဲဝီကဝိုက်က ရွှေထီးနဲ့လူကြီးကျွဲကိုချောင်းနေသည်ကျွဲကြီးတစ်ဖက်လည်းအစာစားနေချိန်ကြမှပြေးထွက်ပြီးအင်းဟာမိသန်ပေး၍ကျွဲကြီးဖင်ကိုပြေးကန်သည်ဖင်အကန်ခံရသောကျွဲကြီးမှာစိတ်ဆိုး၍ဝေကြီးလိုက်တော့သူ့ဖောက်သည်ကြီးဖြစ်နေသည်ချို့ကြောင့်စိတ်ဆိုးပြီးမိသန်ပေး၍သူအမြင်ကပ်သောရွှေထီးကြီးစီခွေရန်ပြေးလိုက်သည်ရွှေထီးနဲ့လူကလည်းနှက်သည်ရွှေထီးတဝင်းဝင်းနဲ့ ဖနှုတ်နဲ့တင်ပါတသားရဲကြောင်ပြေးသည်ဖြစ်ချင်တော့သူဒီတခါပြေးတာကခေါင်းပေါင်းလူဝဲနေရာဖြစ်ချင်တော့ခေါင်းပေါင်းကလေထဲဝဲနေစေဟေးဘာလဲဟာခေါင်းပေါင်းကလေထဲမကြခင်အဝေးမှပြေးလာတော့ဖုံးတထောင်းထောင်းကိုမြည်၍ခေါင်းပေါင်းပင်ကယူမဆိုင်နိုင်မဲငေးကြည့်နေမိကြသည်အဝေးကမှဘာမှမသိကွယ်အနည်းယောက်မှအေးငါလာပြီကွာ ြောက်တတ်သူများဝေးရာရှားကြဟိအော်ဟစ်ပြီးလာတော့ရွှေထီးနေလူသူ့နောက်မှာဒေါသတကြီးပြေးလိုက်လာတော့ကျွဲကြီးဟေးကျွဲကျွဲကြီးဟာဟာကျွဲကြီးစိတ်ဆူနေပြီပြေးဟိပြေးဟေးပြေးပါဟာကျွဲဝင်ခတ်ပြီထိုသူစုကခေါင်းပေါင်းပင်မလူအားတော့ပဲဝရုံးသုံးကနေမှုန်နေအောင်ထွက်ပြေးကြရလေသည်ဖြစ်ချင်တော့ မြောက်ပြစ်လိုက်သောရွှေရောင်ခေါင်းပေါင်းကလီတဲကပြန်ကြဒူခေါင်းပေါင်းကရွှေထီးပေါ်မှတဆင်းအနောက်ကပြေးလိုက်လာသောကျွဲကြီးရဲ့ဂျိုးနှချောင်းအလဲကွက်တီကြသွားသည်ခလောက်နီရွာသာမောင်ကျော်ကြားရဲ့ဇကာမဇက်အဟောင်းသားနဲ့အံ့အားတင်စွာနားထောင်နေမိသည်နောက်မှသတိရပြီးအေးအဲ့ဒီနောက်ဘာဖြစ်သွားသည်လဲမောင်ကျော်ကြားကမျက်မှောင်ကျုပ်ပြီးဘာဖြစ်လို့လဲဘာမှမဖြစ်ဘူးလေး ကျွန်တော်မျက်တောင်ပင်ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားမိသည်ပြီးမှမဟုတ်ဘူးလေကွာကျွေးကောင်းပေါ်ခေါင်းပေါင်းရောက်သွားတော့ပြီးသွားပြီလေဒါပဲမောင်ကျော်ကြားကဘာမှအရေးမကြီးတယ်လို့ပြောသည်ကျွန်တော်ကသာမနေနိုင်ပဲဟုတ်သေးဘူးလေကွာကျွေးကောင်းပေါ်ခေါင်းပေါင်းရောက်သွားတော့ဘာမှစက်မဖြစ်ဘူးလားမောင်ကျော်ကြားကပြုံးသည်စက်ရရဲ့ ဆန္နာပြမယ်ဆိုတော့လေကျွဲရှိဆန္နာပြရမှာဒီကြတဲ့ကျွဲကမထင်ရင်မထင်သလိုထခွေအောင်မှာတင်ပြစရာရှိလေကျွဲကလူစကားတလုံးမှနားလေတာမဟုတ်ဘူးအေးဒါနဲ့အထက်ကလာတော့ရောဒါမှမဟုတ်တခြားမြို့ရွာကလာကြတော့ရောမောင်ကျော်ကြားကရေပါသည်ဆရာကလေကျွဲနဲ့ဘသူက စကားပြောခြင်းမလဲဟုတ်တာကျွဲနဲ့တင်ရောစကားပြောခြင်းမမလား ရွာကတော့ဤသွားတယ်စရာအရင်လိုလှုပ်လှုပ်ရွာရွာလှုပ်တာတွေစောရကတက်တာတွေဘာမှမရှိတော့ဘူးတခြားရွာတွေကလည်းရွာနီးချုပ်ဆက်ကိုမလာကြတော့ဘူးအခုတော့အရင်လိုမဟုတ်တော့ဘူးရွာမှာအေးချမ်းလိုက်တာဗျာဘာနဲ့မှကိုမလဲနိုင်ဘူးကျန်တဲ့ရွာသားတွေကရောကြီးနှက်ကြရဲ့လားမောင်ကျော်ကြားကအခက်ဖော့ဖော့ရေးရင်းနဲ့ဘာမကြည်နဲ့စရာရှိလဲကျွဲကမြက်ပဲစားတော့လက်ပြီးလက်ယူလဲကင်းပါ မောင်ကျော်ကြစကားကြောင့်အတွေ့အဖြတ်ခနေဝင်လာသည်လူညီရင်ဤကိုကျွဲဟုဖတ်ကြသည်ယခုလဲလူညီ၍ကျွဲသည်လဲဤသို့ဖြစ်လာတတ်ပါသည်ဟုတ်ပါရဲ့ခလောက်နီကြီးရွာသည်ကျွဲအုပ်ချုပ်မှအေးချမ်းမြနိုင်ငံ်